ရမ်းပြည်နယ်မျိုးသမီးကော်မတီလုပ်ငန်းညီနိုင်စီဝေးတင့်မြင့်ဆောင်2025နှစ်ဇူလိုင်လ3ရက်နေ့တွင်ကြာရောက်ပြီးမြန်မာမျိုးသမီးများ၏အခမ်းအနားကျင်းပနိုင်ရေးအကျိုးညီနိုင်အစည်းအဝေးကျင်းပတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်မျိုးသမီးကော်မတီလုပ်ငန်းညီနိုင်စီဝေးတင့်မြင့်ဆောင်2025နှစ်ဇူလိုင်လ3ရက်နေ့တွင်ကြာရောက်ပြီးမြန်မာမျိုးသမီးများ၏အခမ်းအနားကျင်းပနိုင်ရေးနှင့်အကျိုးလှုပ်ရှားမှုများဆောင်ရွက်နိုင်ရေးတို့အတွက်လုပ်ငန်းညီနိုင်စီဝေးကို ဇွန်လ9ရက်မွန်လယ်3နာရီကရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခမ်းမနှစ်နိုင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာရှမ်းပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်ကအဖွင့်အမှာစကားပြောကြားရတွင်2025ခုနှစ်ဇူလိုင်လ3ရက်နေ့တွင်ကြားရောက်မည် မြန်မာအမျိုးသမီးများနေ့အခမ်းအနားစီကားတိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက်လူဝတ်တီများပူးပေါင်းဆောင်ရွက်နိုင်ရန်တက်ရောက်လာကြသည့်ကော်မတီဝင်များဌာနဆိုင်ရာများနှင့်ဖိတ်ကြားထားသည့်လူမှုရေးအဖွဲ့အစည်းမှဝိုင်းဝန်းညှိနှိုင်းဆွေးနွေးပေးကြစေလိုကြောင်းယခင်နှင့်ဆောင်ရွက်ထားရှိမှုအခြေအနေအရအကျိုးလှုပ်ရှားမှုများမှာထူးခြားအမျိုးသမီးများဂုဏ်ပြုဆုများချီးမြှင့်ခြင်းတိုင်းရင်းသားစာပေရင်ကျင်းမှုအဖွဲ့မှတိုင်းရင်းသားရိုးရာဝစ်စုံဝစ်စားစေမှုအားပြသခြင်းကို၎င်း အခြေခံပညာထက်တန်းအဆင့်စာရေးစာကုန်းပြိုင်ပွဲကို၎င်းအခြေခံပညာထက်တန်းအဆင့်ထုတ်စည်းတိုးပြိုင်ပွဲဖြင့်ဗောလီဘောပြိုင်ပွဲများကို၎င်းအစ်စ်မြင့်ပညာရေးကဏ္ဍတက္ကသိုလ်ဒီဂရီကောလိပ်အဆင့်စောင်းပါပြိုင်ပွဲများကို၎င်းအသီးသီးဆောင်ရွက်ပေးခဲ့ပြီးစုများချင်းမြင့်ခြင်းများကိုဆောင်ရွက်ပေးခဲ့ပါကြောင်းယခုနှစ်တွင်လည်းစုများချင်းမြင့်ရန်အတွက်ကုန်ကြမ်းကြီးစိတ်များကိုရထားပြီးဖြစ်ပါကြောင်းပြောကြားခဲ့ပါသည် ထို့နောက်ရှမ်းပြည်နယ်မျိုးသမီးကော်မတီအတွင်းမူရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးညွှန်ကြားရေးမှူးကဒုတိယညွှန်ကြားရေးမှူးကရှမ်းပြည်နယ်အတွင်းရှိအမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအားပါဝါပွိုင်းဖြင့်ရှင်းလင်းတင်ပြခဲ့ပါသည်ရှမ်းပြည်နယ်အတွင်းရှိအမျိုးသမီးများ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင်ဇူလိုင်လ3ရက်နေ့တွင်ကြားရောက်ပြီးမြန်မာအမျိုးသမီးများ၏အခမ်းအနားအတွေ့တက်ရောက်လာသူများကဆွေးနွေးတင်ပြခဲ့ရာပြည်내လူမှုရေးရာဝန်ကြီးကကော်မတီအသီးသီးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်အတွက် ြည့်စွက်မှာကြခဲ့ကြအောင်သိရှိရပါတယ်ခင်ဗျာ